ယူဂါကိုဟာဒီပရက်ရှင်ဝင်နေပါတယ်ကျောင်းနဲ့အိမ်ကိုပြန်လာရတဲ့လမ်းမှာအချစ်ချောင်းပြောနေကြတဲ့ကလေးမလေးတွေရဲ့စကားသံကိုကြားလိုက်ရပြီးတော့အန်ဂျယ်လိုကြောင့်တုံးကြီးကနာမည်ကြီးနေပြီလို့ပြောနေတဲ့ကိုယူစီကိုကော်ဗီဆိုင်ထဲမှာဂျိုးစကီတို့နဲ့အတူတွေ့လိုက်ရပြီးတော့ကိုယူစီကယူဂါကိုတွေ့ရအောင်လို့ယူဂါကိုကမလုံးမလဲဖြစ်သွားပါတယ်။ဘာဖြစ်တာ ခိုးရှိယူဂါကိုဟာအတိတ်မှာတော့ခိုးရှိပေါ်မကောင်းနိုင်လို့ခဲ့ရမလို့ဝေးရနေပဲရှင်းနေရရင်ပြေဆုံးနေပါပြီလို့တွေးခဲ့ရမယ်ခိုးရှိကြည့်တာလေးတော့ခံချင်ပါသေးရဲ့ယူဂါကိုဟာဆင်တွဲလာလို့ခေါ်ရဲအလားမြေဆိုင်တစ်ခုကိုတွေးလိုက်ပြီးတော့အလားမြေဆိုင်တွေကပြေးထွက်လာတဲ့မိမတယောက်ကရုပ်ချောသဘောကောင်းတဲ့ကောင်လေးတယောက်လက်ထောက်ဝင်တောင်းတာကိုခံခဲ့ရတာမို့လို့မိတ်ကက်ဆီယာမောင်ကိုကျေးဇူးတွေတင်နေပါတယ်ဆီယာမနာမည်ကစူဂျီအာယာဖြစ်ပြီးတော့အာယာရဲ့မိတ်ကက်ကအချစ်စစ်ကိုရှာပေးနိုင်တယ်လို့ပြောနေပြီးယူဂါကိုဆိုင်ထဲကိုခေါ်လိုက်တဲ့အချိန်မှာဘဲဒပွေကနေရစားဖို့မုန်းတဲ့ထုတ်ကိုကန်ပြီးတော့ဖြတ်သွားပါတယ်အဲ့လိုနဲ့ယူဂါကိုတို့ကဆိုင်ထဲကိုရောက်လာတဲ့အချိန်မှာအာယာကသူ့လက်ကိုအရင်သဘောကျ ပြီးတော့ယူဟာကိုလိုအရန်ချောတဲ့မင်းကလေးမျိုးမော်ယိုမျိုးမှာရှိနေမှာမသိခဲ့ဘူးလို့ပြောနေပါတယ်။အာရယူဟာကိုမိတ်ကပ်လဲမိမယ်လို့ပြောလိုက်ပြီးတော့ဇီနုံးတွေကိုပြလိုက်တဲ့အချိန်မှာ celebrity တွေနဲ့မှလက်ထပ်လို့ရမယ်မိတ်ကပ်မျိုးစားတွေပါနေပါတယ်။အာရရဲ့ဆိုင်ရာမင်းကလေးတွေပျော်ရွှင်ဖို့အတွက်အဓိကထားပြီးတော့လှုပ်ပေးနေရပါ။အာရလူရည်မျက်နှာကိုကြည့်ပြီးတော့လိုအပ်တဲ့မိတ်ကပ်လိမ်ပြီးကန်တရားကိုပြောင်းလဲပေးနိုင်တယ်လို့ပြောနေမယ်ယူဟာကိုကတော့မယုံပါဘူး။ဒီလိုမျက်နှာမျိုးကကိုကရှိလေလေတစ်ဖက်လူနဲ့ဝေးလေလေလို့အာရပြောလိုက်တဲ့အချိန်မှာတော့ယူဟာကိုကအရှိုက်ထိဝါရိုက်မယ်အဲ့လိုတကားမှဖြစ်ဘူးလို့ပြောလိုက်ပါတယ်။အာရကလည်းအခြေစင်းနဲ့တွေ့ဖို့ဆိုရင်မျက်လုံးနဲ့မျက်ခုံးကိုပြောင်းရမယ်လို့ယူဟာကိုပြောနေ မဲ့အချင်းချင်းနဲ့တွေ့တာမိနစ်30ပဲခန်းပါဖြစ်ပြီးတော့ယူကာကိုကလည်းအမေကလဲုံမဲဆိုတော့စမ်းကြည့်မယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့အာယာယူကာကိုမိကလဲုံကိုပြင်မင်းနေပြီးတော့မျက်လုံးမိတ်ခိုင်းတာပြီးစတန်ဝင်ထုတ်လိုက်ပါတယ်ပြီးသွားတဲ့အချိန်မှာတော့ဒီလောက်လေးနဲ့ချင်းစစ်ကိုရှာတွေ့နေရတဲ့ယူကာကိုကတွေ့နေတဲ့အချိန်မှာကိုအချင်းနဲ့တိုက်ပြီးသွားပါတယ်ကိုအချင်းကယူကာကိုလိုက်ရှာနေတာဖြစ်ပြီးတော့ကော်ဗီဆိုင်ရှိမှတွေ့လိုက်တော့ depression ဝင်နေပုံပေါက်နေလို့ကိုအချင်းကစိတ်ပူနေရပါအတိတ်ကဟာတွေကိုမေးလိုက်ပြီးမို့လို့ယူကာကိုပျော်ရွှင်နေနေတယ်လို့ပြောလိုက်တဲ့အချိန်မှာယူကာကိုကအံ့ဩသွားပြီးတော့ကော်ဗီဆိုင်ထိုင်ကြဖို့ပြောလိုက်ပြီးမယ်ကိုအချင်းငြင်းမယ်လို့ထင်နေပါတယ်ဒါပေမဲ့ကိုအချင်းကမငြင်းမနဲ့လက်ခ န့်လိုက်တာမို့လို့ယူကာကိုကပို့ပြီးတော့အံ့အားသင့်သွားပါတယ်အဲ့လိုနဲ့ကော်ဖီဆိုင်အောင်ရောက်လာကြပြီးတော့ကိုရီးယားစတော်ဘယ်ရေကဲမုံစားမယ်လို့ပြောနေတဲ့အချိန်မှာယူကာကိုကသူ့လဲတာစားချင်တယ်လို့ပြောလိုက်ပါတယ်ရေကဲမုံရောက်လာတဲ့အချိန်မှာကိုရီးယားတိုက်မိသွားပြီးတော့ယူကာကိုရဲ့လက်လေးကိုမတော်ဆကင်မိလိုက်တဲ့အချိန်မှာယူကာကိုကကိုရီးယားရဲ့နှွေးထင်းမှုတွေကိုခံစားလိုက်ရပါတယ်အဲ့ချိန်မှာလေးနိုင်ထိုးသွားပြီးတော့ကိုရီးယားရုတ်တရက်ကြီးဗိုက်ဒီနာလာမို့လို့အိမ်ပြန်ရမယ်လို့ပြောပြီးအဲ့ကိုဆွဲပြီးပြေးထွက်သွားတဲ့အချိန်မှာယူကာကိုကတယောက်တည်းကျန်ခဲ့ပါပြီယူကာကိုကစိတ်ထုတ်ထုတ်နဲ့မီနီဘာဖြတ်ကူးနေပြီးကာသမားလမ်းအောင်လိုက်တဲ့အချိန်မှာမီနီဒါမီးဘွားအပြစ်ဖြစ်ပြီးတော့ဘာလို့မိနစ်30ပဲခဏလဲလို့အာရုံမေးလိုက်ပါတယ်ချင်းချင်းနဲ့ တွေ့ခဲ့ပြီမလားမနေ့ဖြန်မှာပြန်လာခဲ့လို့အာရပြောနေမယ်ယူကကိုကနားမထောင်ပါဘူးအာရဟာစင်ဒရဲလာပုံမင်းတွေကနတ်သမီးကိုသဘောကျနေတာဖြစ်ပြီးတော့နတ်သမီးလိုပဲမင်းကလေးတွေကိုပြောအောင်လုပ်ပေးနေတာပါရှင်းစင်းနဲ့ရေရှည်တွေးဖို့ဆိုရင်တကူလုံးပြင်ရမယ်လို့အာရပြောလိုက်ပြီးတော့ယူကကိုရဲ့နိုးလေးတွေကိုကန်ကြီးလိုက်ပါတယ်သူပြင်လာတဲ့ခန္ဓာကိုထိန်းသိမ်းမှုအတွက်ဒီနှခန်းကြီးလေးကိုမိနစ်30တန်းစိုးပေးရမယ်လို့ပြောနေပြီးတော့အဲ့လိုလုပ်မယ်ဆိုရင်အခြေစစ်ကိုထာဝရပိုင်ဆိုင်ရမယ်လို့အာရပြောနေပါတယ်ယူကကိုကလည်းသဘောတူလိုက်ပြီးတော့တကူလုံးပြင်ဖို့အတွက် အာရစတန်ကိုထိုးလိုက်တဲ့အချိန်မှာယူကကိုကမျက်လုံးဖွင့်ကြည့်လိုက်ပြီးတော့အာရကိုစပိန်နေနဲ့ချိုးလိုက်ပါတယ်ဒါပေမဲ့အာရယူကကိုအနေနဲ့မပေးရမလို့အာရကိုနတ်သမ ီးကြီးဖြစ်လက်ခံတယ်လို့ယူကာကိုကပြောလိုက်ရချိန်မှာအာရသဘောကျသွားပြီးတော့ခန္ဓာကိုယ်ပြင်ဖို့အတွက်ယူကာကိုရဲ့စိတ်ပိုင်းတွေကိုဖယ်ထုတ်လိုက်ပါတယ်။အာရရဲ့စတန်နဲ့မယ်ကစင်ဒရဲလာဖြစ်ပြီးတော့အလားပါကြီးကစတန်ပဲဖြစ်ပါတယ်။ကိုကြီးရဲ့ဘိုင်းနာတာပျောက်သွားပြီးတော့အိမ်မဆွဲလာမယ်တီးသွားတဲ့အချိန်မှာယူကာကိုကရောက်လာပြီးတော့ကိုကြီးရဲ့မျက်လုံးထဲမှာထူးခြားနေပါတယ်။ယူကာကိုကလက်လေးကိုကမ်းပေးလိုက်ရမယ်။ကိုကြီးကအေဂျီကိုပဲထိုးထည့်ပေးလိုက်ပြီးတော့သူ့ရဲ့သူယူပြီးသွားမယ်အချိန်မှာယူကာကိုကသူ့ကိုကြည့်ရတခုထူးခြားမနေကြလို့မေးလိုက်ပြီးတော့နှစ်ယောက်သားကြည့်ဆိုင်နေတဲ့အချိန်မှာရိုဟန်ကြီးရောက်လာပါတယ်။အေးကိုကြီးငါနဲ့လိုက်ခဲ့ကြပါ။ရိုဟန်ကြီးကကိုကြီးကိုဇုတ်ခေါ်လာပြီးတော့ယူကာကိုကအာရုံပြောလိုက်တဲ့အချိန်မှာကိုကြီးက ကိုချစ်ပေမဲ့အတိတ်မှာမကောင်းတာတစ်ခုဖြစ်ခဲ့လို့တင်းခံနေရလို့အာရပြောနေပါတယ်။ဒါပေမဲ့ချိန်တိုင်းအရာအလုံးအစီအမေပါမှာလို့ပြောတဲ့အချိန်မှာခိုးရီချီရဲ့အမေနဲ့မှပါရောက်လာပါတယ်။မိနစ်30ပြည့်တော့မှလို့ယူကာခိုးကလည်းနှခမ်းကြီးကိုစိုးနေရပါတယ်။ခမဲဥသွားမလို့လားကျွန်တော်လေလိုက်ခဲ့မယ်။အဲဒီမှာဘယ်ရမ်းမသိဂျိုးဆက်ကြီးနဲ့ဂျိုးစကေပါရောက်လာပြီးတော့အုပ်စုလိုက်ကြီးဖြစ်လာမှလို့ယူကာခိုးကလုံမချပြင်းနေပြီးတော့စိတ်တွေတိုးလာပါပြီ။အဲလိုနဲ့ခမဲကြီးကိုရောက်သွားပြီးတော့ရိုဟန်ကကင်မရာကြီးဖြည့်ပေးနေတဲ့ဘုံရိုက်တဲ့အချိန်မှာကလေးကလန်သွားမှလို့ကိုပြောလာပြီးတော့ဂျိုးစကေတို့ကလည်းစိုင်းပြင်းပြေးနေရပါတယ်။ဟောတိုက်ပြီကုန်ပြီ sorry ပါခိုးရီချီခိုး။ဂျိုးဆက်ကြီးတိုက်ပြီးသွားတဲ့ခိုးရီချီကယူကာခိုးရဲ့ရင်ဝင်ထဲကိုရောက်သွားပြီးတော့အချစ် စ်စစ်ချင်းမှန်နေဖြစ်တာမို့လို့ခိုးရှိနဲ့ယူကကိုကနမ်းလိုက်ကြတဲ့အချိန်မှာဂျိုးစက်ကြီးတို့ကပြင်းနေရပါပြီ။ယူကကိုနမ်းပြီးလိုက်ပြီးလို့ခိုးရှိကပြောရနေတဲ့အချိန်မှာဖြော်ရီတောင်းနေတဲ့ဂျိုးစကီကဗတင်းဘောက်ကနေနောက်ပဲလန်ကြပါမလို့ခရစ်စီတိုင်းဘောကလန်ဆွဲလိုက်ရပါတယ်။အာဒုက္ခပဲဒီဆော်မင်းကိုဘာလို့လိုက်ပြန်ပြီလဲခိုးရှိ။ယူကကိုကဘာမလုပ်ရပဲနဲ့သူကိုယ်တိုင်ကချင်းမီွားဖြစ်ကြောင်ခိုးရှိကပြောရနေပါတယ်။အခုရဆူနားထောင်နေလားဒီဟာကိုကြားရင်ငါတို့စတန်နေတော့မှယူသွားလောက်တယ်။သူနဲ့ယူကကိုကအခုရဆူကယုတ်ရက်ကြီးထားငုံနေရမလို့ဂျိုးစကီကမငုံဖို့ပြောနေရပါတယ်။ဘာတွေဖြစ်သွားလဲမသိဘူးပဲမင်းတို့နှစ်ယောက်တယောက်ကိုတယောက်တကယ်ချစ်ကြရင်တော့ပြီးရပါပဲခိုးရှိ။ဒါပေမဲ့အင်းနေရစပြီးတော့ခိုး ွေစီကယူကာကိုမတွေ့ရတော့သလိုဆက်သွယ်လို့လည်းမရပါဘူး။ဟမ်အဲ့ဒါဆိုမင်းပြောချင်တာကမင်းတို့နှစ်ယောက်နမ်းပြီးကလေးကတွေ့ရတော့ပါဘူး။ထူးတော့ထူးဆဲနေကွာအမှန်တိုင်းပြောရရင်ယူကာကိုကအချစ်နဲ့ပတ်သက်ပြီးလေးနဲ့တက်တာကိုငါတော်တော်လေးစားပါတယ်။ဒါပေမဲ့မင်းသူ့ကိုတိုက်ရိုက်သွားမမေးရင်တော့ဘာမှသိရမှာမဟုတ်ဘူး။ငါတို့လည်းဝင်မပါသင့်ဘူး။အနည်းငယ်တစ်ခုခုကြုံခဲ့ရရင်တော့ငါတို့ခေါ်လိုက်ပါခိုးအချစ်။ကျေးဇူးပါရဲ့ဗျာ။အဲ့ဒါဆိုရင်ကျွန်တော်သွားပြီ။အေး ခွေးချီရောစောရွားကြီးလေကွာဟုတ်ကဲ့ဆိုမင်းကလည်းအဲ့ဒါငိုကြမဟုတ်ပါဘူးဆိုအဲ့လိုနဲ့ခွေးချီကအိမ်ဝပြန်လာတဲ့လမ်းမှာယူကာကိုနဲ့တူတဲ့မင်းကလေးတက်ကိုတွေးလိုက်ရမလို့ယူကာကိုလားဆိုပြီးနားကပ်သွားရမယ်မင်းကလေးကလူမနေရပါလို့ပြန်ပြောနေပါတယ်လူမသွားရမလို့ခွေးချီကထွက်သွားတဲ့အချိန်မှာယူကာကိုကစိတ်မထင်းနိုင်တော့မှနဲ့မသွားမနဲ့ခွေးချီလို့អော်လိုက်ရမယ်ခွေးချီကမကြားတော့ပါဘူးဝမ်းနဲ့ပက်လက်လေးဖြစ်သွားရင်ယူကာကိုကဒေါ်လာရထွက်လာပြီးတော့စင်ရဲလာကိုရောက်လာပါတယ်ယူကာကိုကအာယာကိုစပင်းနဲ့ဖမ်းချုပ်လိုက်ပြီးတော့သူ့မျက်နှာတစ်ဖီးဖီးနဲ့ကြွားချလာနေတယ်လို့ပြောလိုက်ပြီးကလေးစီကိုကင်မောလိုက်ပါတယ်ယူကာကိုကသူ့မျက်နှာကိုပုံမှန်တိုင်းဖြစ်အောင်ပြန်လုပ်ပေးလို့ပြောနေမယ်အာကတော့တီညာရင်နဲ့ပဲ ယူကာကိုဂတိဖြက်လို့အဲ့လိုဖြစ်သွားလို့ပြောနေပါတယ်တကယ်တော့ယူကာကိုကအာရဆိုးခိုင်းတာရဲ့နှခမ်းကြီးကိုစိုးမေသွားဖြစ်ပြီးလက်ပွေရည်နဲ့လက်ရည်ကိုနေကပြောက်ဝဲလာနေပါတယ်ဒါတွေအားလုံးကယူကာကိုရဲ့အပြစ်ပဲလို့ပြောလိုက်တဲ့အချိန်မှာတည်ရင်လို့လားလို့အော်နေရမို့လို့ယူကာကိုရဲ့ဆုတောင်းဘယ်တော့မှဖြစ်စေပေးခဲ့တဲ့ဘူးလို့အာရကပြောနေပါတယ်ယူကာကိုရဲ့မျက်နှာနဲ့လက်ပွေရည်ကထာဝရပြောက်ဝဲသွားပြီးလို့ပြောနေတဲ့အချိန်မှာခိုးရှိကရောက်လာပြီးတော့ယူကာကိုမလားလို့မေးနေုံဒီနေရာယောက်ျားလေးမဝင်ရမို့လို့ခိုးရှိကိုဆွဲထုတ်သွားဖို့ယူကာကိုကအာရကိုပြောနေပါတယ်ဒါပေမဲ့ခိုးရှိကယူကာကိုမှတ်မိနေပြီးတော့အာရစတန်ဦးစာဆိုတော့ပါတည်နေပြီးယူကာကိုတခုလှုပ်ထားရဲဆိုတာ သိနေပါတယ်။လူကကိုကအာရကိုတတ်တော့မဲ့အချိန်မှာအာရစိတ်ထိန်မှုပြောလိုက်ပြီးတော့စင်ဒရဲလာနဲ့မျက်နှာတွေအများကြီးကိုထိုးလိုက်ပါတယ်။လူကကိုရဲ့မျက်နှာစိတ်ကထာဝရပြောက်ွယ်သွားရင်ပဲစင်ဒရဲလာကတ်စတမာတွေအားလုံးရဲ့မျက်နှာတွေကိုမှတ်မိနေပါတယ်။အာရကမျက်နှာကြီးအများကြီးတွေမှာလူကကိုရဲ့မျက်နှာစိတ်ကိုရွေးကန်းလိုက်ပါတယ်။မာဝါခဲ့ရင်တော့မျက်နှာအမကြီးနဲ့တသက်လုံးနေွားမှာပါ။လူကကိုကရွေးရခန့်နေပေမဲ့တကယ်တော့ဒီတွေကတခုမှလူကကိုရဲ့မျက်နှာစိတ်မဟုတ်ပါဘူး။အဲ့လိုအချက်ကိုသိမှသာအာရကမျက်နှာစိတ်ကိုပြီးမှာပါ။လူကကိုကမျက်နှာတစ်ခုကိုရွေးလိုက်ပြီးတော့တက်ကြည့်တော့မဲ့အချိန်မှာသူ့မျက်နှာမဟုတ်မှန်းသိသွားပါတယ်။ဒါမဲ့အကုန်လုံးကအစ်လို့ဖြစ်နေရမလို့လူကကိုကမရွေး ွေးရော်မယ်နဲ့လက်လျှော့လိုက်ပြီးကိုယူရွေးကိုင်းမယ်လို့ပြောလိုက်ပါတယ်။လူကကိုကကိုယူရှိကိုတကယ်ချစ်တာမို့လို့ကိုယူရှိသားရွေးပေးမယ်ဆိုရင်မာဝါခဲ့ရင်တော့မှမျက်နှာမာကြီးနဲ့နေတိုင်းပြီးတော့နောင်နာမရဘူးလို့ပြောနေပါတယ်။ကိုယူရှိကငြင်းလိုက်ပြီးမယ်လူကကိုကရွေးကိုင်းနေရမို့လို့ကိုယူရှိလည်းရွေးရပါပြီ။ကိုယူရှိကမျက်နှာတစ်ခုကိုယူလိုက်ပြီးတော့လူကကိုမတက်ပေးခင်မှာအကိုထုတ်လိုက်ပြီးတော့ရွေးရမာဝါခဲ့ရင်အကိုရဲ့မျက်လုံးစင်ရနာနဲ့ဖယ်လိုက်ပါလို့ပြောလိုက်တာမို့လို့အာနဲ့လူကကိုကအံ့ဩသွားကြပါတယ်။လူကကိုကနောင်နာမရဘူးလို့ပြောနေပေမဲ့ကိုယူရှိကလူကကိုအကြောင်းကိုသိနေရမို့လို့မာဝါခဲ့ရင်မျက်နှာကိုကြည့်ကြည့်ချင်းမှာမဟုတ်တာမို့လို့သူ့ဝယ်မမြင်ရအောင်လှုပ်ပေးလိုက်ပါလို့ပြောနေရမို့လို့အာရအံ့ဩသွားပါ တယ်အဲ့လိုနဲ့ကိုအကြီးကယူဂါကိုတက်ပေးလိုက်တဲ့အချိန်မှာမျက်နှာအဝင်ဝင်ကျဖြစ်သွားမှလို့ယူဂါကိုကမျက်နှာအစီလီပြန်သွားပါတယ်ကဲတော့အာရကိုအကြီးရဲ့နင်းနာခံမှုကိုလေးစားွားလိုက်ပြီးမဆိုင်တဲ့လူရဲ့မျက်လုံးကိုယူလိုက်ရင်နေသမီးရဲ့ဂုံသိက်ကောက်ကိုထိခိုက်သွားမှမလို့အမအားရွေးလိုက်ပြီးမျက်နှာအစီကိုပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ကဒီလိုစကားမျိုးတွေကိုပြောလိပြောတာမရှိရင်ပဲအခုဆိုရင်တော့စော်မရှိတဲ့ viewer တွေကအူကွာစုလိုပဲမျက်ရည်ဖြိုင်ဖြိုင်ကျပြီးတော့ငိုနေပြီဆိုတော့သေချာသိနေပါတယ်အဲ့လိုနဲ့ episode 20ကတော့ဒီမှာပဲပြီးသွားပါတယ်ကြီးစုအားပေးတဲ့ကျေးဇူးပါ bro ရေနောက်တဲ့ episode မှာတော့ part 4ရဲ့အဓိက villain ကိုတွေ့ရမှာပါ